င်္ဂလာပါရှင်စမရရဲ့ news night မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နောက်ဆုံးရနိုင်ငံတကာသတင်းများကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။ပေထုံတန်အခန့်နဲ့မြန်မာရီအကြက်တဲဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ထိုင်းဝင်ကြီးချုပ်ပေထုံတန်နဲ့ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ရဲ့တယ်လီဖုန်းပြောဆိုမှုအသံဖိုင်ပါကြားခဲ့တဲ့နောက်မှာထိုင်းဝင်ကြီးချုပ်ကိုရာထူးကနေနှုတ်ထွက်ပေးဖို့ဖိအားပေးမှုတွေတိုးလာပါတယ်။ ဒီဖြစ်စဉ်နောက်မှာထိုင်းဝင်ကြီးချုပ်ပေထုံတန်းဦးဆောင်တဲ့ညွန့်ပေါင်းအစိုးရအဖွဲ့တွင်မှလည်းပြည်ထရေးဝန်ကြီးပါဝင်ဝန်ကြီးရဲ့ချုပ်နှုတ်ထွက်စာတင်ထားကြပါတယ်။ဒါကြောင့်ထိုင်းဆူရတွင်အကွဲပြဲကလည်းကြီးထွားနေပါတယ်။နှုတ်ထွက်တဲ့ဝန်ကြီးတွေကညွန့်ပေါင်းအစိုးရအဖွဲ့ထင်မှဝန်ကြီးနေရာခုနှစ်နေရာထပ်မံယူထားခဲ့တဲ့ဖွန်တန်ထိုင်းပါတီကဖြစ်ပါတယ်။ဒီပြဿနာတွေမတိုင်ခင်မှာလည်းဝန်ကြီးချုပ်တာဝန်ယူထားတဲ့ပေထုံတန်းပေါ်ဖခင်ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ရဲ့စုမှုချက်လေမှုတွေရှိတဲ့ဆိုရက် ဆွဆွဲချက်တွေရှိခဲ့ပါတယ်။ထားတယ်မကဖွန်ချန်ထိုင်းပါတီကတာဝန်ယူထားတဲ့ပြည်ထောင်ဝင်ကြီးနေရာကိုဝင်ကြီးချုပ်ရဲ့ဖူအာထိုင်းပါတီဘက်ကလိုလာသူနဲ့လဲလဲမဲဆိုတဲ့သက်စင်ရဲ့ပြောဆိုချက်တွေကြောင့်အစိုးရအဖွဲ့တွင် အကွဲပြဲတွေစတင်ခဲ့တာဖြစ်ပါတယ်။အစိုးရအဖွဲ့တွင်ပြဿနာတွေအပြင်တစ်ဖက်မှာလည်းထိုင်းကမ္ဘောဒီးယားကနေဆက်ကောင်ဟိန္ဒူဖျားเจ้าနေရနေမြေအငင်းပွားမှုပြဿနာကလည်းကြီးထွားလာနေခဲ့ပါတယ်။ဇွန်လဒုတိယပတ်တွင်ထိုင်းဝင်ကြီးချုပ်ပေထုံတန်နဲ့ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟွန်ဆန်တို့၏ နှစ်နိုင်ငံရဲ့ဆက်ပြစနာပေါ်တယ်လီဖုန်းနဲ့ပြောဆိုညှိနှိုင်းမှု၉မိနစ်ကြာအတန်ဖိုင်ပေါ်ကြာပေါ်ထွက်လာခဲ့ပြီးရဲ့နောက်မှာထိုင်ဝင်ကြီးချုပ်ပေါ် PR တူလာတာပဲဖြစ်ပါတယ်။အဲ့အတန်ဖိုင်ထဲမှာပေထုံထန်ကထိုင်းရင်နယ်ဆက်လုံးချုပ်ရင်းကိုတာဝန်ယူထားတဲ့ထိုင်းစစ်တပ်ဗိုလ်ချုပ်ကြီးတွေဟာဒီပြစနာကိုအတုံးချပြီးသူ့ကိုလူကြိုက်များအောင်လုပ်နေရဖြစ်တယ်လို့ပြောပြထားပါတယ်။ဒါပြင်သူတို့အစိုးရနဲ့စစ်တပ်သဘောထားမတူဘူးဆိုရက် တဘောဟွန်စင်ကိုပြောခဲ့တာကြောင့်ထိုင်းစစ်တပ်တစ်ခုလုံးကိုစော်ကားတဲ့အတိပဲဖြစ်တယ်လို့စွပ်စွဲမှုတွေထပ်ပေါ်ခဲ့တာပါ။ဒါကြောင့်စစ်တပ်ကြောထောင်နောက်ခံပြူပါတီတွေနဲ့လူထုအများစုကပေထုံတန်ကိုဒေါသထနေကြတာဖြစ်ပါတယ်။ပြဿနာကြီးနေရက်ကိုတပြိုင်တည်းရင်ဆိုင်နေရတဲ့ပေထုံတန်ဟာဝင်ကြီးချုပ်နေရာကနေနှုတ်ထရနိုင်တဲ့အထိဖြစ်လာနိုင်ပါတယ်။ဒီထားနိုင်ငံရဲ့ပြဿနာကထိုင်းမှာတန်တဲ့ချီလူဦးရေရှိနေတဲ့မြန်မာနိုင်ငံသားတွေအတွက်ဘလို့တက်ရောက်လာပါသလဲ။ထိုင်းစစ်တပ်အာဏာပြန်သိမ်းမလား။ နိုင်ငံတင်ပဋိပက္ခတွေကြောင့်စစ်တပ်ကတကြောပြန်အာဏာသိမ်းမှကိုထိုင်းပြည်သူတွေကအထူးစိုးရိမ်နေသလိုထိုင်းကိုအမိပြုနေရတဲ့ငါးသန်းနီးပါးရှိလာတဲ့မြန်မာနိုင်ငံသားတွေကလည်းပူပန်နေပါတယ်။စစ်တပ်ကအာဏာပြန်သိမ်းမလားဆိုတဲ့အသံတွေကြောင့်ထိုင်းပြည်ရင်တမတော်ရဲ့ပြည်ရေးစုခွင့်ရှိသူဗိုလ်ချုပ်ဝင်ထိုင်းစုဖာရီကလက်တလောချင်းနေရစစ်တပ်အနေနဲ့အာဏာသိမ်းမှမဟုတ်ကြောင်းထပ်ပြောလာပါတယ်။ ဘရင်တမတော်အနေနဲ့နိုင်ငံဒီမိုကရေစီအထောက်ချအာဏာပိုင်ဆိုင်မှုအတွက်ကိုပဲအာရုံစိုက်နေပါတယ်။တိုင်းပြည်ရဲ့ထောက်ချအာဏာကိုကောက်ွယ်သွားဖို့စစ်တပ်ကအသင်ရှိနေပါတယ်လို့ပိုချက်ဝင်ထိုင်းစူပါရီကစိုးရင်ချက်တွေကိုတုံ့ပြန်လိုက်ပါတယ်။ဒါပေမဲ့ထိုင်းစစ်တပ်ရဲ့စူးစီးချုပ်ပူချုပ်ကြီးပါနာကလဲပတော်ကတော့ထိုင်းနိုင်ငံတွင်ဖြစ်ပေါ်နေတဲ့မတည်ငြိမ်တဲ့အခြေအနေတွေကိုစိုးရိမ်နေရတယ်လို့ပူချုပ်ဝင်ထိုင်းကထည့်ပြောပါတယ်။ ထိုင်းနိုင်ငံရင်းနဲ့နိုင်ငံတကာဆက်ဆံရေးကြမ်းကျင်တဲ့မြမမဟာဗျူဟာနဲ့မူဝါဒရေးရာလေးလာရင် Institute ISP မြန်မာရဲ့ညွှန်ကြားရေးမှူးဦးအောင်သူငိန်ကတော့ထိုင်းစစ်တပ်အာဏာပြန်သိမ်းနိုင်ခြင်းရှိမရှိဆိုတာကိုအတိအကျပြောဖို့ခက်တဲ့အခြေအနေလို့ဆိုပါတယ်။အခုဖူအာထိုင်းပါတီလက်ထက်မှာစစ်တပ်ပြပြင်းပြောင်းလဲရေးဆိုပြီးစစ်တပ်နဲ့ပေါင်းပြီး Anti-coup Bill ဆိုတဲ့စစ်တပ်အာဏာသိမ်းတာကိုကာကွယ်နိုင်တဲ့ဥပဒေကိုမူကျန်းဆွဲတာတွေထိလောက်ထားတယ်။ ဒါပေမဲ့ခုကကွေးဝင်ကြီးကလည်းအာနာမသိမ့်ဘူးလို့ပယ်ချလို့မရနိုင်ဘူးလို့ပြောထားတော့အရင်မဲကြီးကလွတ်နေပါတယ်လို့ဦးအောင်သူငိန်ကပြောပါရီထိုင်းဝင်ကြီးချုပ်ပြီးထုံတန်းကတော့ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်းနဲ့ပြောဆိုခဲ့တဲ့တယ်လီဖုန်းအသံဖိုင်ပေါက်ကြားခဲ့မှုတဲ့တောင်မန်ကြောင့်နဲ့နောက်ထပ်ဒီလိုဖြစ်စဉ်တွေမရှိဖို့တတိထားသွားမယ်လို့ဆန်လာ၁၉ရက်နေ့မှာသတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောပြခဲ့ပါတယ်။ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်းနဲ့ပြောဆိုထားတဲ့အသံဖိုင်နဲ့ပတ်သက်လို့ ိုင်းပြည်သူတွေအားလုံးကိုတောင်းပန်ပါတယ်ဒါကိုမှတ်တမ်းရယူပြီးဖြန့်ဝေမယ်ဆိုတာလည်းမသိခဲ့ပါဘူးတကယ်စာကိုစစ်တမ်းနဲ့ရှင်းလင်းပြီးပါပြီလို့ပေထုံတန်ကပြောပြထားပါတယ်ထိုင်းနိုင်ငံအချိုင်ဝင်ကြီးကတော့အတန်ဖိုင်ကိုဖွင့်ချခဲ့တဲ့ကမ္ဘောဒီးယားရဲ့လုပ်ရက်ကိုကန့်ကွက်တယ်လို့တရားဝင်စာပို့ပြောထားပါတယ်။ဆွန်လာနဲ့ဆယန်နီမှာတော့ထိုင်းကမ္ဘောဒီးယားနယ်စပ်ဥပွန်ရချာဌာနီမျိုးကအမတ်နှစ်တက်နယ်မြေကုကဲမှုဌာနကိုထိုင်းဝင်ကြီးချုပ်တွားရောက်ခဲ့ပါတယ်။ကုကဲမှုနယ်မြေဒုတိယဗိုလ်ချုပ်ကြီးအစင်ရှိဖွန်စင်ဘက်ကလန်က ထိုင်းဝန်ကြီးချုပ်ကိုကြိုဆိုခဲ့ပြီးအစိုးရနဲ့စစ်တပ်ကြားစီလုံးမှုကိုပြတဲ့ခီးစင်ဖြစ်သလိုနိုင်ငံတော်ကကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုအားပေးထောက်ခံဖို့လို့ဆိုပါတယ်။ပေထုံတန်ကကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာနဲ့ဖုန်းပြောဆိုမှုမှာဒုတိယဗိုလ်ချုပ်ကြီးပွန်စင်ရဲ့နာမည်ကိုထည့်ပြောရတာကစီစဉ်ညှိနှိုင်းရေးဤပြားဖြစ်ကြောင်းရှင်းပြခဲ့သလိုကိုရိုင်းကိုကြားတောင်းပန်ဖို့လာခဲ့တာလို့ပြောခဲ့ပါတယ်။ပွန်စင်ဆိုတာကကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာဟွန်ဆင်နဲ့ဖုန်းပြောခဲ့တဲ့အတန်ဖိုင်မှာထိုင်းကမ္ဘောဒီးယားနေဆက်အရေးတင်မှမှုတွေကို ပေထောင်တန်းထည့်ပြောခဲ့တဲ့ထိုင်းကြီးတက်အရာရှိဖြစ်ပါရယ်ဒုတိယဗိုလ်ချုပ်ကြီးပွန်စင်ကလည်းဘာမှပြဿနာမရှိကြောင်းနဲ့အခြေအနေတွေကိုနားလည်ကြောင်းပေထောင်တန်းကိုတုံ့ပြန်ခဲ့တယ်လို့ထိုင်းသတင်းတွေကဆိုပါရယ်ဒါပေမဲ့နိုင်ငံလက်ရှိပြဿနာတွေကိုဖြေရှင်းမှုမှာဝင်ကြီးချုပ်ကသတိရှိရှိအယုံဆိုင်ပြီးစနစ်တကျလုပ်တာမျိုးကိုသူအနေနဲ့မြင်ချင်တယ်လို့ The Standard သတင်းဌာနနဲ့အင်တာဗျူးမှာဖွန်စင်ကမဲ့ချက်ပေးထားပါရယ်မြန်မာပြည်အပေါ်တက်ရောက်မှု ညပေါင်းစရာဖွဲ့ထဲကနေနှုတ်ထွက်ဖို့စတင်ထားကြတဲ့အထက်မှာပြည်ညိုင်းဝင်ကြီးနဲ့အလုသမာဝင်ကြီးတို့ပါဝင်ပါတယ်။အလုသမာဝင်ကြီးနှုတ်ထွက်ပြီးဖြစ်တာကြောင့်ဘန်းလို့ခေါ်တဲ့ပန်းရောင်ကက်သက်တမ်းဆက်တိုးဖို့ဆောင်ဆိုင်နဲ့ထိုင်းနိုင်ငံမှာနေထိုင်တာကြပြီးဖြစ်တဲ့လူဟာအလုသမာတွေအတွက်အကျယ်ဆိုင်သွားပါတယ်။ဒါတင်မကလူသစ်အနေနဲ့အလုသမာမှတ်ပုံတင်လျှောက်ထားတဲ့သူတွေလည်းအခက်တွေပြီးဖြစ်ပါတယ်။ပန်းရောင်ကက်ဆိုတာကတရားမဝင်ရွှေ့ပြောင်းလာသူတွေကိုတရားဝင်ဖြစ်အောင်ထိုင်းဆိုရာကနှင်းစင်ထုတ်ပေးလေးရှိတဲ့အတိအမှတ်ပြုကတ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေကြားမှာတော့ဖန်ရကက်ဖင်ကဲလို့တီးကြပြီးဗရိုက်တဲလို့ခေါ်ကြပါတယ်။ပုံမှန်အပြင်ဝင်ကြီးတူနှုတ်ထက်လဲဝင်ကြီးအသက်ကဆလုံးနိုင်ချီရှိပေမဲ့လက်ရှိရှုပ်ထွေးနေတဲ့အစိုးရအဖွဲ့တွင်ပြဿနာကကြီးနေပါတယ်။ဒါတင်မကသေးပါဘူး။နောက်ထပ်တာဝန်ယူသူကရှေ့ကဝင်းကြီးတာဝန်ယူထားတဲ့လှုပ်ထုပ်လုပ်နည်းနဲ့လုပ်ငန်းစဉ်တွေကိုပို့ရှော့အောင်ပြောင်းလဲတာဒါမှမဟုတ်ရက်ဆိုင်ထားမှမျိုးကိုလည်းမြန်မာတွေကစူရင်ကြပါသေးတယ် တို့ပြဿနာကအရင်ကြီးနေတော့ကိုရီကိုဘာမှလုပ်ပေးနိုင်တော့မှမဟုတ်ဘူးလူဟောင်းနေတက်တန်းတို့မဲ့ကိစ္စကအရင်ကိုကြမ်းကြအောင်မှာပေါ့လို့ထိုင်းရောက်မြန်မာတူဖြစ်တယ်လို့တက်တန်းတို့လုပ်ငန်းတွေကိုလောက်ကိုင်းပြီးနေတဲ့မစင်အီယောင်ကမြန်မာအများစုဆိုရင်ချက်ကိုပြောပြပါရယ် MHAC ကထိုင်းရောက်မြန်မာလုပ်သားရေးဆောင်ရွက်တဲ့ AAC ကိုရဲမင်းကလည်းထားနိုင်ငံရဲ့နိုင်ငံပြဿနာဆိုပေမဲ့ မြန်မာတန်းနယ်ကြီးမိတင်းနေထိုင်နေရကြောင့်မြန်မာတွေကိုတွယ်ဝိုင်းနေနေထိခိုက်တယ်လို့ဆိုပါရယ်အခုလိုထိုင်ဆူရတွင်ပြည်ထနာရီတာမရှိခဲ့ရင်2025ဇွန်လကုန်မှလူဟောင်းလို့ခေါ်တဲ့နှစ်နှစ်သက်တမ်း၄နှစ်သက်တမ်းနဲ့နေထိုင်နေကြတဲ့မြန်မာလူ့သမားတွေကိုနေထိုင်အလုပ်လုပ်ခွင့်သက်တမ်းလုပ်ငန်းစတင်ဖို့ကြေညာထားတာဖြစ်ပါတယ်ဒါပေမဲ့အလုပ်သမားဝင်ကြီးပါရာထူးကနေတော့ထွက်သွားပြီးဖြစ်လို့အဲဒီလုပ်ငန်းတွေရဆိုင်လူနေပါဖြစ်သွားပါတယ်သက်တမ်းတို့မြန်မာလူ့သားတွေအတွက်စံချောင်မှုတွေဖြစ်နိုင်ပါတယ် ဗီဇာနဲ့အလုပ်ပါမေတွေတက်တန်းတိုခွင့်မရတဲ့အတွက်လူမှုဖူလုံရေးကြေးထုတ်ယူမှုဖန်ဆောင်အောင်တဲ့ငွေသွင်းငွေထုတ်မြန်မာနိုင်ငံစင်းစားတဲ့အစိုးရနဲ့ဆိုင်တဲ့ကိစ္စအလုံးကဘာမှလုပ်လို့မရနိုင်ပါဘူးလို့ကိုရဲမင်းကရှင်းပြပါတယ်။ထာတင်မကပညာရေးပိုင်းမှာလည်းထိုင်းရောက်မြန်မာရှေ့ပြောင်းလို့တာကလေးငယ်တွေအတွက်ဖွင့်ထားတဲ့ရှေ့ပြောင်းကြောင်းတွေမှာလည်းထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ရှေ့ပြောင်းလို့တာရဲ့မြန်မာကလေး တိုင်းနယ်ကြီးရဲ့ပညာရေးအတွက်အခက်အခဲတွေဖြစ်နိုင်ပါတယ်။အချို့ထိုင်းဆူရတီမတ်ပြူကျောင်းတွေကပုံမှန်လေးပတ်နိုင်သေးရင်တော့အချို့နားလေမှုနဲ့ဖွင့်ရတဲ့ကျောင်းတွေအတွက်အခက်အခဲဖြစ်လာမှာပါလို့ကိုရဲမင်းကဆက်ပြောပါတယ်။ဖက်ကောင်မြေရဲ့ကျောင်းအုပ်ကြီးဦးမြင့်ဝေကလည်းပညာရေးပိုင်းဆိုင်ရာမြန်မာရှိကျောင်းကလေးအတွက်စာသင်ကျောင်းတွေဆက်လက်လည်ပတ်ရေးအတွက်အခက်အခဲတွေဖြစ်လာနိုင်တယ်လို့သုံးသပ်ထားပါတယ်။ ကလေးတွေပညာရေးအတွက်ရှုပ်ထွေးသွားနိုင်တယ်။စုံပြချက်ချမဲ့သူတွေတာဝန်ယူမဲ့သူတွေမရှိဖြစ်နေတဲ့အချိန်ဆိုတော့မြန်မာတွေအတော်သတိထားနေကြရတယ်လို့ဦးမြင့်ဝေကသတိပေးပါရယ်။ဒါပြင်လည်းရှိနှစ်ဖက်ကြားမှာအပြိုင်ဖြစ်လာနိုင်တဲ့စံကျင်ပွဲတွေထဲမှာမြန်မာတွေဝမ်းမပါမိစေဖို့လဲသူကတိုက်တွန်းပါရယ်။ ထိုင်းရောက်မြန်မာရှေ့ပြောင်းလုပ်သားတွေတဲပြည်ထောင်နာကြုံရတာမဟုတ်ပဲထိုင်းနိုင်ငံကိုကြောင်းရွှေ့နေထိုင်းနေကြတဲ့မြန်မာနိုင်ငံသားတွေလည်းအခက်အခဲတွေရှိလာမယ်လို့ကောက်ချက်ချကြပါရီမြန်မာမှာစစ်တပ်အာဏာသိမ်းခဲ့တဲ့2020ခုနှစ်ကစလို့ထိုင်းကိုရှေ့ပြောင်းနေထိုင်လာတဲ့မြန်မာနိုင်ငံသားတွေထိုင်းတက္ကသိုလ်တွေကိုကြောင်းရွှေ့ပညာသင်တဲ့မြန်မာတက္ကသိုလ်ကျောင်းသားတွေ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေနဲ့စစ်မှုထက်မှုတွေကြောင့်တင်းရှောင်နေရသူတွေရှိပါတယ်။ထိုင်းနိုင်ငံမှာအရင်ကမြန်မာနိုင်ငံသားနှစ်တန်းကနေသုံးတန်းသားသာရှိခဲ့ပေမဲ့2020ခုနှစ်နောက်ပိုင်းပြောင်းရွှေ့မှုတွေကြောင့်တရားဝင်စီးရင်မှာတင်မြန်မာနိုင်ငံသားဥယေ9တန်းနီးပါးရှိလာပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသတ်ပါရစေ။နောက်ဆက်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေရှင်။